ငါနဲ့မဆိုင်ဘူး။တခါကကြော်ကလေးတကောင်ဟာလယ်သမားတဦးရဲ့အိမ်မှာနေသားတဲ့တနေ့လယ်သမားကကြက်ထောင်၆တခုဝယ်လာတာကိုကြော်ကလေးမြင်သွားပါတယ်။ကြော်ကလေးဟာကြောက်ရွံ့စွာနဲ့ခြံထဲကိုဆင်းပြီးတခြားတရိစံတွေကိုလိုက်တရိပေးပါတယ်။အိမ်ထဲမှာကြက်ထောင်၆ရှိတယ်လို့အကျဉ်းချင်းလိုက်ပြောပါသားတဲ့ကြက်ဖကြီးစီရောက်တော့ကြက်ဖကြီးကဟိကောင်မကြွက်အဲ့ဒါမင်းနဲ့ပဲဆိုင်နေငါပူစရာမလိုဘူးလို့ပြောလိုက်တယ် ။နွားကြီးစီရောက်ပြန်တော့လေဒီမှာငကြွအဲ့ဒါမင်းကိစ္စအဲ့ဒါကိုငါကလေးငိုရတဲ့အဖြစ်လောက်တောင်စိတ်မဝင်စားဘူး။ဒို့တော့လို့နှင်ထုတ်လိုက်ပါရယ်။ဒါနဲ့ကြွက်ကလေးဟာစိတ်ပြက်လက်ပြက်နဲ့ပဲဒီထောင်ချောက်ကိုသူတကောင်နဲ့ဘလို့ဖြုတ်ရပါလို့စဉ်းစားနေမိပါတော့တယ်။ အဲဒီညမှာပဲကျက်ထောင်ချောက်ကအတန်ကြားတာနဲ့လေသမားကြီးရဲ့မိမဟာဘာများမိနေမလဲဆိုပြီးအမောင်ကြီးတဲသွားကြည့်ပါတယ်မမြင်မဆန်းနဲ့ကင်လိုက်တဲ့ထောင်ချောက်မှာငွေတကောင်ရဲ့အမီးကိုမိနေတာဆိုတော့ ဒေါသထွက်နေတဲ့ငွေကကိုက်လိုက်ပါလေရောတဲ့ဒါနဲ့ဈေးရုံရောက်သွားပါတယ်ဈေးရုံကဆင်းလာတဲ့အခါလဲနေမကောင်းပဲအိရာတဲလဲနေပါတယ်လေသမားကြီးကလူကျမ်းမာအားရှိအောင်ကျက်စွပြုတ်လေးတိုင်းမှပဲဆိုပြီးခြံထဲကကျက်ဖကြီးကိုဟင်းလျာလှုပ်လိုက်ပါတဲ့ဒါပေမဲ့လူနာကမတက်တာတော့အိမ်နီးနာချင်းတွေလာမေးကြတာပေါ်လာမေးတဲ့ဧည့်သည်တွေတော့ဧည့်ခံရအောင်ဆိုပြီးဝက်ကြီးကိုလည်းရောင်းလိုက်ရပြန်ပါတဲ့နောက်ဆုံးတော့ ။နေသမားကြီးမိမဟာတည်သွားပါရဲ။ဒါနဲ့ရက်လေဆုံးကပ်ဖို့အတွက်နဲ့နွားကြီးလည်းရောင်းသွားပါလေရောတဲ့ကြက်ကလေးကတော့ဒီအဖြစ်ပြက်တွေကိုစိတ်မကောင်းစွာနဲ့ပဲလက်ပိုက်ကြည့်နေခဲ့ရပါတော့တဲ့တင်လဲတစုံတူဒုက္ခရောက်တဲ့အခါငါနဲ့မဆိုင်ဘူးလို့မတွေးပါနဲ့အားလုံးမှာတာဝန်ရှိတယ်ဆိုတာမမေ့ပါနဲ့ဘဝလို့ခေါ်တဲ့ခီးစဉ်ကြီးထဲမှာတို့တွေအားလုံးပါဝင်ပတ်သက်နေကြတယ်လေချင်းချင်းအပြန်အလှန်ဂယုဆိုင်ရမယ်အားပေးကြရမယ်လေ